ထိုင်းမင်းသမီးတာဝေကာထက်လှနေတဲ့ဓာတ်ပုံတစ်ပုံကြောင့်ချီချူးခံနေရတဲ့ရုံးတွေတွင်မော်ဓာတ်ပုံလေးတစ်ပုံကြောင့်ထိုင်းမင်းသမီးတာဝေကာထက်ပိုလာကြောင့်ချီချူးခံနေရတာကတော့ရုံးတွေတွင်မော်ပါအားလုံးလေးသိကြတဲ့အတိုင်းရုံးတွေတွင်မော်ဟာနာမည်ကြီးရုံးရှင်မင်းသားလွင်မိုးရဲ့တမီးလေးဖြစ်ကငယ်စဉ်ကလေးကချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ပရိသတ်တွေကငယ်စဉ်ကလေးကအရေးတကြီးကြီးနဲ့စောင့်ကြည့်ပေးနေရတာဖြစ်ပါတယ် ရုံးရီရီမိုတယောက်ငငယ်ရွယ်နဲ့အိမ်တော်ပြူတာကသားလေးတယောက်ရထားလေပရိသတ်တွေကနှမျောတတဖြစ်နေကြတာပါ။ဒါပေမဲ့ပရိသတ်တွေကချစ်ခင်အားပေးနေသေးပါ။ခုချိန်မှာတော့ရုံးရီရီမိုဟာခေမောတဲ့နဲ့လမ်းခွဲကစင်ငယ်မသားဖြစ်သွားတော့လေပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။ခုချိန်မှာတော့ရုံးရီရီမိုဟာခေမောတဲ့နဲ့ကွာရှင်းပြီးတော့သားလေးလီယန်ဖခင်ရီမိုမိခင်ဒေါ်မီဒရိုနဲ့ဒေါ်ထိုင်းနိုင်ငံမှာလေပတ်နေတာဖြစ်ပါတယ်။ဒီလိုလေပတ်နေရင်ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းမီဒါဝေကနဲ့တွေ့ဆုံနေတာပါ။ နာဝေကကမြန်မာနိုင်ငံပြည်သက်တွေစားထဲမှာတော်တော်လေးကိုနာမည်ကြီးတဲ့ထိုင်းမင်းသမီးလေးဖြစ်ပါတယ်။သူတို့ပြင်တော့ထိုင်းမင်းသမီးလေးဂျောင်ဝေခါဟာသူမရင်ချစ်စရာငှပကြော့ရှင်တဲ့မျက်နှာမြင်မာတဲ့အရင်မှာချီလင်းတဲ့အသားရည်တွေကြောင့်ထိုင်းနိုင်ငံရဲ့ fashion ဘယင်မှာမင်းသမီးဖြစ်ပြီးတော့နာမည်ကြီးနေတာဖြစ်ပါတယ်။ဒီလိုထိုင်းမင်းသမီးလေးဒါဝေကလည်းမြန်မာနိုင်ငံကရုံးဝယ်လွှဲမှုတော့အတူတူဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံမှာတော့ရုံးဝယ်လွှဲမှုကဒါဝေကထက်ပိုလှနေတာကိုတွေ့ရတာပါ ဒါဝိခါဟာရုံးဝရီထက်အရင်မြင့်နေပေမဲ့လည်းမြမမလည်းရုံးဝရီလိုမျိုးကထိုင်းမင်းလေးဒါဝိခါထက်ပုံပုံအတိုင်းအကြီးနေကလှပနေရကိုတွေ့ရပါတယ်။ဒါကြောင့်လည်းအလုံးကရုံးဝရီလိုမျိုးကိုချီးကျူးနေကြတာဖြစ်ပါတယ်။